ready လားအေး ready လားတားလာမှာအင်ဂျင်ထိုင်မယ်လားဒါဟိုအင်နီရင်းလေဦးနေဝင်နဲ့အာတားလို့ဟွာတော့ပါလေအင်နီရင်းခန့်နေပါလေညဘက်စင်တွေရိုက်တဲ့ခါကျရင်ဝတ်ဖို့လက်ရှိနော်အဲ့ဒါတကယ်လို့ဟွာဖြစ်လို့ရှင်မမတေချာတော့စီစဉ်ပေးထားတော့အဲ့ဒါမင်းသားမင်းသားအရင်ကတော့ကိုယ့်နောက်ကိုအမေရလိုက်ရတယ်အခုကတော့သူ့ရဲ့နောက်ကိုအင်ဂျင်ရောသူ့ရဲ့အဖွာရောလိုက်ရတယ်ဒါလိုမျိုးအထုတ်ဆွဲပါပါနော်အဲဒါလေးက first time ဖြစ်တဲ့ခါကျတော့အတင်လေးတွေလိုအပ်တာလေးရှိတယ်ပေါ့နော်စကားအာ flow လေးတွေလိုအပ်တာလေးရှိလို့ရှင်လဲနားလည်ပေးကြပါချစ်ပေးကြပါ မယ် ready လားအဲ ready လားတာလာမှာအင်ကြီးထိုင်မယ်လားမညမပြတ်မယ်နော်ဒါဟိုအိမ်နေလေဦးနေဝင်တဲ့အာတာလို့ဟွာတော့ပါလေအိမ်နေခန့်နေပါလေညဘက်စင်းနေရိုက်တဲ့ခါကျရင်ဝတ်ဖို့လက်ရှိနော်အဲ့ဒါတကယ်လို့ဟွာဖြစ်လို့ရှင်မမတေချာတော့စီစဉ်ပေးထားမယ်မမအားရနေမလိုက်နိုင်နေနေကြလို့ရှင်လေမေးနေတေချာလို့လို့ရအောင်နော်နော်ဒါမှပစိုးကတကယ်လို့လဲတာပါကြာဆိုရင်ပစိုးလေးနဲ့လဲနော်ဒါကလေဒီနေ့ဝတ်ရမယ်ဟာတာနဲ့ဦးနေဝင်နဲ့ဒါဇက်အာစင်းက၄စင်းအောင်ဆက်မှာနော်မှတ်ထားနော်ဒီအင်ကြီးဒီဟာလက်ရှိအဖြူရဲ့ ဖောင်းမိအမေရေနော်အဲ့ဒါအခုဒီနေ့ရိုက်မဲ့ရုံခန်းထိပါတယ်နော်ตาလက်မှတ်ထားနော်ကြာမိကုံမှာဆိုဒီမှာနော်1ဆက်နော်အဲ့ဒါအဆက်ပါလို့ဒီဥစ္စာမလျှော်နဲ့နော်နော်မလျှော်ပြန်နဲ့ပြန်အောင်လို့ရှင်နှမ်းနောက်နေ့တက်လို့ရှင်လည်းပြန်ပြီးတော့ဇညွန်ဟောပြောလို့ရှင်ပြန်ဝေးရမယ်နော်မှတ်ထားနော်ဒီကိုစီးတဲ့ဖက်နှက်ပါမှတ်ထားနော်တခါတည်း1ဆက်အဆက်ဆိုရင်မှားလို့မရအောင်ကြိုးရှင်ပါဟုတ်ပြီနော်ဇညွန်ရရနော်ဇညွန်ဇညွန်ရရပြီလားတလွဲရတော့မဖတ်နဲ့နော်မောက်တန်လွင် ့လဲတော့မဖတ်နဲ့နော်ဒီနေ့ပါသမျိုးပြောမှာတကဒီနေ့ကဟိုဦးနေဝင်းရဲ့ရုံငန်းကိုလိုက်လဲမှာလိုက်လဲမှာသူတို့ဟိုဘောတာဖာနေကဝင်းနေဆိုပြီးတော့အပြင်မှာစားပြီးတော့မောင်လေးတွေဝေးရသူ့ရဲ့ရုံငန်းကိုခေါ်ရမှာဟာလားခေါ်ပြီးတော့သူ့ရဲ့လုပ်ထဲကသူတွေနဲ့မိတ်ဆက်ပြီးမှာဟုတ်တယ်မိတ်ဆက်ပြီးတယ်ဆင်းပြီးဆိုတော့ဒါအိမ်မှာတဆင်းဇလန်းလမ်းမှာတဆင်းစားတော့ဆိုင်မှာတဆင်းရုံမှာတဆင်းပြီးရုံကအပြန်ကောက်မှာလာပြီးတဆင်းပါသေးတယ်နော်ငါးဆင်းဆက်မှာမှတ်ထားနော်ဒါလေးမမိတ်နဲ့နော်အဲ့ဒါအပေါ်ဆုံးမှာမတင်နေထားမယ်နော် ဆိုတော့ Okay ready ရလား Okay တွားကြမယ်တို့ shooting တွားကြမယ်မင်းသားနောက်ကိုကျွန်မထုတ်ဆွဲပြီးလိုက်ပါတော့မယ်ရှင်အခုကတော့အာပေါ့မင်းသားမန်နေဂျာလုပ်နေပါတယ်မင်းသားမန်နေဂျာပါလာကမရတဲ့မင်းသားမန်နေဂျာပါဒါကျွန်မသားလေးရဲ့ shooting ကိုတွားပါတော့မယ်အာဒါအင်ဂျင်သားလေးပါနာမည်ကတော့တန်လွင်ဟိန်းတေဇာဒါပေမဲ့အိမ်နာမည်ကတော့သူ့ကိုဘယ်လိုခေါ်လဲ Foxy Foxy လို့ခေါ်ပါတယ်ဟုတ် Foxy လို့နာမည်တွင်းတာဟုတ်တယ်ဘယ်လိုပြောရအောင် အဲသူကမွေးလုံးဝပေါ့နော်ဝဝဖြူဖြူဖွေးဖွေးလေးဆိုတော့အမကသူ့ဂျပန်မှာမွေးတာဆိုတော့အာမွေးတဲ့ချိန်မှာအဲ့လိုမျိုးအိမ်တော်ရှိပြီးသားခလေးမွေးထားပူတဲ့လူမျိုးတူပေါ့နော်ဂျပန်စကားတက်တဲ့အိမ်တော်ရှင်တယောက်ကဝင်ရတာပေါ့နော်ခွဲကန်းတဲ့တူတူဝင်ရတဲ့ခါကျတော့အမရဲ့မိတ်ဆွေအမပေါ့မခင်မြောင်ဝင်ဆိုတဲ့အမကလိုက်ပေးတာလိုက်ပြီးတော့သူကစပြီးခလေးလေးစပြီးနေကြမှာဟဲဖြူဖွေးပြီးဝတ်တုံနေရပဲပေါက်စီလေးနဲ့တူတယ်အင်ဂျင်ရဲဆိုပြီးတော့သူ့ရဲ့ခေါင်းကိုင်မိခင်ကစပြီးနာမည်ပေးလိုက်ကြတယ်သူကပေါက်စီပေါက်စီဆိုပြီးနာမည်တင်သွားတာဟုတ်သူအရင်ကလုပ်ပြရလုပ်ဘူးလား ရင်တော့တော့ကြောင်ညာတွေတော့ရိုက်ဘူးတယ်ပေါ့နော်ကြောင်ညာလေးဆိုလို့ရှိရင်ငါအခု6ခုလောက်တော့ရှိတယ်ကြောင်ညာ biojet set တော့အဲ့လိုခလေးအားစေးကြောင်ညာလို့ခလေးနှုတ်မှုတ်ကြောင်ညာလို့နောက်ပြီးတော့ဟိုဟာ anti ဝဲနဲ့ EFF gas တို့ပါအဲ့လိုမျိုးကြောင်ညာတော့လေးငါ6ခုလောက်တော့ရိုက်ဖူးတယ်ပေါ့နော် main cast အနေနဲ့ဟာဒါပထမအဆုံးဇလန်တွဲကတော့ဟုတ်တယ်ဒါပထမအဆုံးပါတတရင်ခုံတာပြော်လားပြောတယ်ရင်လည်းခုံတယ်ခုံတယ်အဲ့တင်သူဘလောက်ထိလဲဆိုတော့လေမမ ဇက်ညှိုးမရသေးဘူးလားတောက်တင်မေးတော့လေတင်မေးတော့တစ်ချိန်လုံးမေးတာတောက်ဇက်ညှိုးမရသေးဘူးစင်းစီရော်တော့ပဲထွက်သေးတာအဲအဲ့တော့ तू ဒီကုဒီမှာပေးထားတဲ့စင်းစီရော်ဆိုလို့ရှိရင် तू အဲ तू ပါတဲ့စင်းတွေ तू mark ဟောပါတော့အာဟောပါမကင်ပေးထားတယ်ပြီးလို့ရှိရင်အဲ့ဒါတွေသူဖတ်ကြည့်နေသေးတယ်အဲ့ဒါတားအကုန်လုံးဖတ်ဆရာမလို့တားနားမလဲသေးဘူးချုပ်ရတယ်ဆိုရင်တားပါတဲ့ဇက်လောက်ပဲဇက်ညှုံးလောက်ပဲမပြီးလို့ရှိရင်တားပြန်ပြီးတော့ရှင်းပြမယ်ဆိုအဲ့ဒါသူ့မှာမဟုတ်ဘူးစိတ်ပူပြီးတော့အဲ့ဒါကိုအဲအမတို့သူပေါ့ ပေးထားတဲ့အချိန်မှာဒီစာအုပ်မရသေးတော့လေမမရသေးဘူးလားစီးစီရမရသေးဘူးလားဇက်ညှုံးမရတဲ့အချိန်လုံးမေးတာအခုကလှန်ကြည့်တော့တိတ်နားလဲလားနေနားမလဲနည်းနည်းတော့ပဲနည်းနည်းတော့ပဲသူပါတဲ့စီးလေးဟုတ်အထူးပဲတာအကုန်ကြက်ရမယ်ထင်တာတာအကုန်ကြက်တော့နောက်ခက်တော့ပါမှာဒီမှာကြသူစင်း30ကျော်လောက်ပါပါဟုတ်38 39 38 39ဟုတ်တယ်မိသားအမမင်းသားမနေ အဲ့ဒါမင်းသားမန်နေဂျာအရင်ကတော့ကိုယ့်နောက်ကိုအမေရလိုက်ရတယ်အခုကတော့သူ့ရဲ့နောက်ကိုအင်ဂျင်ရောသူ့ရဲ့အဖွာရောလိုက်ရတယ်အဲ့လိုမျိုးအထုတ်ဆွဲပါပါနော်အဲ့မန်နေဂျာနှစ်ယောက်ရှိပြီပါဟုတ်ဟာအနုပညာကြီးရလို့ရှင်မမားတို့မုတ်ကျွေးပါမလားကျင်းပါကျင်းပါတော်တော်သူတွေရောသဘောကျတယ်ဒါအနုပညာဟုတ်လားဒါတော့အခုရိုက်မယ်စကားထဲမှာအဲဟုတ်တယ်အဲ့လိုမျိုးနာတာဦးဦးနေဝေးဆိုလို့ရှင်ဒါဦးနေဝေးတခြင်းနေနားထောင်ဘူးလေနော်နားထောင်ဘူး အဲ့သူသိတယ်အင်းချပြပါတော့အသာဦးနေဝင်သူလားတိရလေးတဲ့သားရဲမှာစနေတဲ့ချင်းနေနားထောင်ပြီးပါလေသူသိတယ်အသက်သူလည်းသူကြိုပြီးတော့ဟိုမောင်လေးနေဝင်ရဲ့တချင်းနေပါလေသူအဲ့ဒါတွေပါလေသူ YouTube မှာခုနရှာကြည့်တာတွေပါလေတွေ့ရတယ် ဒါအင်ဂျင်ရဲ့မျိုးဆက်ကလေးဖြစ်တဲ့တသားတန်လွင်ပေါ့နော်နာမည်ရှိရောသူ့တန်လွင်လို့ပဲခေါ်ကြပဲအခုဝါတော့ပြောနေရဲ့ရှစ်တင်မှာတသားနဲ့နာမည်ဘယ်လိုခေါ်လဲမောင်လေးရဆိုရင်ကွာမေးတော့ तू ကသူ့အင်္ဂလိပ်နာမည်ဂျိတ်တယ်ဟာမဟုတ်ဘူးလေကွာငါတော့မြန်မာလေးမြန်မာဆိုရဲမင်းဂျိတ်တွေပါငါလောင်းလဲဦးတဲ့မြန်မာနာမည်ပြောဆိုတော့ तू ကသူ့နာမည်တန်လွင်ဟိတ်တွေဆိုတော့ဟာမိုင်ဂျင်နာမည်အရှိရေးကြီးပဲဆိုတော့အဲ तू တန်လွင်လို့ပဲခေါ်ပဲပေါ့ဆိုတော့ အာတသတန်လွင်ကိုအခုဒါအင်ဂျင်တို့ရဲ့အဲမီးကိုနန်းတဲ့ဖန်းပွင့်များဆိုတဲ့ဇလန်တွဲအိမ်မှာဒါမောင်လေးနေဝင်ရဲ့သားဒွန်းအနေနဲ့ပါပြီးတော့တေယုပါဝင်တေယုဆောင်မှာပေါ့နော်ဆိုတော့ဇလန်တွဲလေးထွက်ခဲ့လို့ရှိရင်လည်းအပေးကြပါအောင်တကယ်လို့များဒါလေးက first time ဖြစ်တဲ့ခါကျတော့အတင်လေးတွေလိုအပ်တာလေးရှိတယ်ပေါ့နော်စကား flow လေးတွေလိုအပ်တာလေးရှိလို့ရှင်လဲနားလည်ပေးကြပါချစ်ပေးကြပါဘလို့ဖြစ်ဖြစ်အမှုပညာဝါသနာပါတဲ့ခလေးဖြစ်တဲ့အတွက်ကြောင့်အဲချစ်တဲ့စိတ်ငေးတယ်ပဲချစ်ပေးကြပါဒါအမက အဲ့အပ်တယ်ပေါ့နော်ဟောနောက်ပြီးတော့အမရဲ့လိုပြောမိခင်တယောက်ရဲ့အပ်တာပေါ့နော်ဆိုတဲ့ခါကျတော့အမကိုပဲမကောင်းတာပြောတာမှခံချင်တယ်ကွယ်အဲအမတားလို့မကောင်းတာပြောတာမှခံချင်ဘူးဆိုတော့ဟိုအမေလိုအဖေလိုနှစ်ယောက်စာသူ့တယောက်တည်းပေးထားရတာဖြစ်တဲ့ခါကျတော့သူ့မှာလည်းသူ့ရဲ့ခံစားချက်လေးရှိတချို့ဆိုပြောတယ်ကွာအာ အမကသူများခလေးပဲဖြစ်ဖြစ်သူ့ကိုလည်းအမြဲတမ်းပြောတယ်ဟဲ့အောင်မင်းရုပ်ဆိုးလိုက်တာလို့မင်းကဘာဖြစ်လိုက်တာလို့သူများသားတမီသူများတငယ်ချင်းချင်းလည်းမပြောရလူဆိုတာအာနှက်ချက်အာသာချက်အမြဲတမ်းရှိရတယ်။ဒါမှလည်းအာနှက်ချက်တွေအများကြီးရှိတယ်။ဆိုတော့သူများအာနှက်ချက်ကိုအမြဲတမ်းနိုင်ကွက်တစ်ခုလို့စကားထဲမှာဟာတာအနေနဲ့တော့မပြောဘူးသူ့အမြဲတမ်းပြောထားတယ်။သူ့မှလည်းအာနှက်ချက်ရှိတယ်။ဆိုတဲ့ခါကျတော့အဲသူ့မှအာနှက်ချက်ရှိတာလေးလည်းဖြစ်ပြီးတော့တွေးပေးပါအာဖြစ်ပြီးတော့နားလည်ပေးပါချစ်ပေးပါပေါ့နော်အဲ့ဒါလေးတစ်ခုပြောချင်ပါတယ်ဟာ။ဒါလည်းပြတဲ့ကတော့ တော့အားပေးပါလို့ဒီဇလန်းတော့အားပေးပါဒီဇလန်းကိုဒီဇလန်းကိုလည်းအဲကြည့်ကြပါလို့တာတိပထမဆုံးဖြစ်လို့အားကြောင့်နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်